တို့အားလုံးပဲမင်္ဂလာပါခင်ဗျကျွန်တော်အန်ခေမူပါမြမစံတော်ချိန်ည9:00နာရီရှိပါပြီပြည်သူတရားရှင်ပေါင်ချိန်ဇလန်းရွဲကိုတင်ဆက်ပေးသွားတော့မှာဖြစ်ပါခင်ဗျဒါကြောင့်ကျွန်တော်ရဲ့ channel မှာအပတ်စဉ်တောက်ကြစနေတနင်္ဂနွေနေ့တိုင်းမှာည9:00နာရီချိန်ပြည်သူတရားရှင်ပေါင်ချိန်ဇလန်းရွဲအပိုင်းစာများကိုတင်ဆက်ပေးသွားမှာဖြစ်တာကြောင့်အပိုင်းတွေတင်တဲ့အခါမှာသိနိုင်ဖို့အတွက်ကျွန်တော်ရဲ့ channel ကို subscribe လုပ်ပြီးတော့ခေါင်းအောင်လေးကိုနှိပ်ထားပေးကြပါဦးခင်ဗျာဒီပိုင်းစာမှာကတော့ကြောက်ရှန့်က အဖေနဲ့မိဖြစ်သူရှိတဲ့နန်းချင်းဆောင်ကိုသွားပြီးတော့တွေ့ဆုံနေပါတယ်။ဦးတော်ကတော့ပေါင်လူကျမင်းကစစ်မဲ့ရာဌာနကိုပြန်စစ်နေတာဖြစ်လို့ကျောင်းဆန်းခဏခဏအခုလိုပြန်လာနေမှာကောင်းလို့ပြောလိုက်ပါတယ်။ဒါတန်းကျောင်းဆန်းနဲ့ပေါင်လူကျမင်းကပတ်သက်နေတဲ့သူတွေကိုတယောက်ချင်းခိုင်ပုံရုံတော်ခေါ်တိတော်ဖြစ်ကြောင်းပြောပြလိုက်ပါတယ်။ဒါတန်းကျောင်းဆန်းကသူရှိနေခါမှာဝန်ထမ်းတွေစကားပြောလို့အဆင်မပြေပါဆိုလို့အချိန်ရနေဦးတော်ရှိကိုလာပြီးတော့တွေ့တာဖြစ်ပါတယ်။ကျောင်းဆန်းတော်ရှိရတွေတုန်းကပေါင်လူကျမင်းကိုစိတ်ပူခဲ့ရပြီးအခုပေါင်လူကျမင်းလုံခြုံသွားတာကြောင့်ဖေဖြစ်သူစိတ်ချလောက်ပါလို့မျှော်လင့်နေပါတယ်။ အဲ့ဒါမှတော့မိဖုရားတီကပေါင်လူချင်းမင်းကိုသာမကဲနိုင်ရင်ဥယျော်ရှိကတွေးဖူနဲ့အကြောင်းတွေကိုပြောပြနေပါလေ။ဒါမှလည်းတယောက်ကမင်းကြီးစီကိုစစ်မှတ်ရေးရနာမည်ဆိုင်ပို့ပေးလိုက်တာကြောင့်သာပေါင်လူချင်းမင်းကိုကဲနိုင်သွားတဲ့အကြောင်းကိုမိဖုရားတီကပြောချလိုက်ပါတော့လေ။အဲ့ဒါကြောင့်ကြောက်ရှင်နဲ့အံဩသွားပြီးတော့ဝူချိန်ကြီးမှာဝိညာဉ်ကိုလာပြီးတော့ပြန်တွေးပါတော့လေ။ဝိညာဉ်တော့ဟန်ထုံသွားတတ်ပြီးဖြစ်ကြောင်းကြောက်ရှင်ကိုပြောပြနေကြအောင်။ကြောက်ရှင်လည်းဝိညာဉ်ကိုပဲစိတ်ချယုံကြည်တယ်လို့ပြောလိုက်ပါလေ။ဒါတော့ဝိညာဉ်လျိုးယိုဟာပြဿနာဖြစ်လို့လျိုးယိုခေါ်ထားအောင်မလားလို့မေးလိုက်ပါလေ။အဲ့နောက်လျိုးယိုကရောက်လာပြီးတော့ဟန်ထုံเจ้าကိုမေးပါလေ။ ပြီးတော့လူရွာဟန်တော်သူ့လောက်ကလူဖြစ်ပြီတကယ်တော့ဗဇက်လုံးတဲ့အကြောင်းကိုပြောပြလိုက်ပါတယ်အန်တော်ကြောင်းဆိုင်ကမင်းကြီးပြောတဲ့တတ်သေးဆိုတာကစစ်မဲ့ကြီးကနိုင်မယ်ဆေးမဲ့လို့လူရွာပြောပြလိုက်ပါတယ်အားကြောင့်လူကိုလည်းအလန်ကြားဖြစ်ပြီးတော့အဲ့နိုင်မယ်ဆေးကသူကိုယ်တိုင်မဲ့ဟန်ထုံးကိုဖျက်ဆီးခိုင်းခဲ့တာလို့ရှင်းပြလိုက်ပါတယ်ကြောင်းဆိုင်လည်းအဲ့တုန်းကအရေးကြီးတတ်သေးကိုဘာလို့ကိုယ်တိုင်မီးရှုံမဖျက်ဆီးတာလဲလို့မေးလိုက်တာပါဒါတော့ကြောင်းဆိုင်ဒီစစ်မဲ့ကြီးကနိုင်မယ်ဆေးကြောင့်ပဲသူအစီအစဉ်တွေပြတ်ခဲ့တာကြောင့်လူကသူ့ရဲ့အစီအစဉ်ကြီးတွေကိုဖျက်ဆီးခဲ့တယ်လို့ပြောလိုက်ပါတယ် ဒီလိုနဲ့ကြောက်ရှမ်းလိုက်ပြီးမှရှိနေဝိညာဉ်တအိမ်ထဲကဓာဆွဲထုတ်ပြီးလူယိုတိုက်ခိုက်ဖို့လုံလိုက်ပါလေဒါမဲ့လူယိုကတော့သူ့ထက်တကွက်ဥပြီးတော့ကြောက်ရှမ်းအောင်စီးခတ်ထားကြအောင်ကြောက်ရှမ်းအတွင်းအားတွေကုန်ဆုံးလို့သွားပါလေဒါတော့လူယိုကသူ့အကြောပြော့စေးကိုမိတဲ့သူတိုင်း၁၂နာရီတခေါက်သူ့ရဲ့ဖြေးစေးကိုတောင်းမှရတော့မှလို့သူ့အကွက်ကိုရှင်းပြလိုက်ပါတော့တယ်ဒီလိုမှသာမဟုတ်ရင်အတွင်းအားတွေကုန်ဆုံးပြီးတော့ဒါကိုဘယ်တော့မှပြန်ရနိုင်မှာမဟုတ်တော့လို့ကြောက်ရှမ်းအောင်ပြောလိုက်ပါလေကြောက်ရှမ်းလည်းသူ့ကိုအစိမ့်မိအောင်လူယိုဘယ်မှာထဲခဲ့တာလဲလို့မေးလိုက်ပါလေလူယိုကတော့ကြောက်ရှမ်းဘိုးဘေးဆရာကြီးတွေကိုကြောတဲ့အမွှေးတိုင်ထဲမှာထဲခဲ့ပြီးတော့ ကျောင်းဆန်းမင်းညကလေးကအစိတ်မိပြီးသွားပြီလို့ပြောပြလိုက်ပါတယ်။ဝိညာဉ်လည်းကျောင်းဆန်းထွက်ဖြေးစည်းကိုအခုထုံမပေးရင်လူရိုးတပစ်မယ်လို့ချိန်ချောင်းလိုက်ပါတယ်။ဒါတော့လူကလည်းသူကဖြေးစည်းကိုကိုယ်နဲ့မကွာတဲသွားရတော့တဲ့အထိမတုံးသေးဘူးလို့ပြန်ဖြေးလိုက်တာပါ။ဒါတော့ကျောင်းဆန်းတိုင်းမင်းညလည်းကုန်ပျက်စီးသွားတာဂယူမဆိုင်ရင်လှုပ်ကြည့်လိုက်လေလို့စိန်ခေါ်လိုက်ပါတယ်။ဒါမဲ့ကျောင်းဆန်းရုတ်တရက်ပြန်ထလာပြီးတော့သူ့ရဲ့အတွင်းအားတွေဆုံးဆုံးသွားပြီးတော့တိုင်းမင်းညမရတော့ဘူးဆိုပေမဲ့ကျောင်းဆန်းကိုတပ်ဖို့ကတော့အေးဆေးလုံလောက်နေသေးတယ်လို့ပြောလိုက်ပါတယ်။ဒါတော့ကျောင်းဆန်းတော့တိုင်းမင်းဦးသားလူဦးနိုင်တိုင်းမင်းညရှိရှိမရှိရှိသူ့အတွက်ဘာမှမကွာဘူးလို့ပြောလိုက်တာပါ။ အနောက်ကျောင်းဆန်းဖြေးစည်းကိုမတောင်းတော့ဘဲတချက်တည်းနဲ့လူကိုရှော့ပစ်လိုက်ပါတော့လေကျောင်းဆန်းတော့တွင်အောင်ဆုံးဆုံးနာလုံလောက်လောက်နားယူလိုက်ရင်အ ਨੇ ဆုံးတော့ပုံမှန်လူတောက်လို့နေနိုင်သေးတယ်လို့ပြောလိုက်ပါတယ်အဲနောက်မှာတော့ကျောင်းဆန်းသူ့ရဲ့တဝီတီသောကြိုင်းတဲ့ဝိညာဉ်လို့အလောင်းကိုယူပြီးတော့ဝါရော့ထဲမှာသွားပြီးတော့မြုပ်နှံစေလိုက်ပါတယ်ဝိညာဉ်တော့အခုဆိုသဲလုံစားတွေကုန်ပြတ်သွားကြအောင်ပေါင်းလုံးကြီးမင်းလဲမလိုက်လာနိုင်တော့ဘူးလို့ကျောင်းဆန်းကပြောနေပါတယ်အဲကြောင့်ဝိညာဉ်တော့ကျောင်းဆန်းကိုအစီအစဉ်ဖြတ်လိုက်ဖို့ဖြောင်းပြပြီးတော့လက်လျှော့ခိုင်းနေပါတယ်ဒါပေမဲ့ကျောင်းဆန်းတော့ဒီတစ်ခေါက်ဆုံးသွားတဲ့နောက်တစ်ခါထပ်ပြီးတော့ရှိနေသေးတဲ့အတွက် သူအနေနဲ့လုံးဝလက်ဆုံးနိုင်မှာမဟုတ်ဘူးလို့ပြောလိုက်ပါတယ်။ကြောက်ရွံ့တော့ဘလို့ပဲဖြစ်ဖြစ်သူအကြံစီအောင်မြင်ဖို့အတွက်ကိုပေါင်ချိန်ကနေစပြီးတော့လုံနေအောင်ပါပဲလို့ပြောလိုက်ပါတယ်။အန်နမတော်ဦးကြီးတော်ကဝင်းချီနဲ့ကြားကစားနေတော့သူသားကြောင့်စဉ်းစားမိပြီးတော့ဆက်မဆော့နိုင်ဖြစ်နေပါတယ်။ပြီးတော့ဦးကြီးတော်ရှိကရုတ်တရက်ဆိုလိုဝင်းချီကိုကြောက်ရွံ့ကြောင်းကိုမေးလိုက်ပါတယ်။ဝင်းချီကတော့ကြောက်ရွံ့ဉာဏ်ပညာပါပဲဖြစ်ဖြစ်စွမ်းရည်ပါဖြစ်ဖြစ်ရန်ကိုတော်တဲ့သူပါလို့ပြောလိုက်ပါတယ်။ပြီးတော့ကြောက်ရွံ့ကစိမဲ့ရဝင်းကြီးတောင်ကိုယူပြီးတဲ့နောက်လုံဆောင်ချက်တွေကိုလူတိုင်းတွေးကြတဲ့ကြောင့်ဝင်းချီကပြောလိုက်ပါတယ်။ဒါတော့ဦးကြီးတော်ရှိလဲတကယ်လို့ဝင်းချီသား ကျောင်းဆန်စစ်မဲ့ကြီးကဌာနလောင်းမှာနေနေကျောင်းဆန်ကိုဖုံးကွယ်ထားပြီးတခုလုံးမယ်ဆိုရင်ဖြစ်နိုင်ချေရှိလားလို့မေးလိုက်ပါတယ်။ဝင်းကြီးကတော့ငြင်းလိုက်ပြီးတော့ကျောင်းဆန်ကိစ္စတိုင်းကိုသိနေမှာမဟုတ်ပေမဲ့အ ਨੇ စုံတော့အသေးစိတ်သူကဂူးဆိုင်တာကြောင့်ကျောင်းဆန်ကိုဖုံးကွယ်ထားနိုင်တဲ့သူမရှိတော့ဘူးလို့ပြောလိုက်ပါတယ်။အဲ့လိုအတွေ့အဦးတော့လဲတွေးမိတာကြောင့်လဲပြင်ပြီးတော့ပေါင်လုံးကြီးမင်းစီသွားဖို့ဆုံးဖြတ်လိုက်ပါတော့တယ်။အဲ့တော့ပေါင်လုံးကြီးမင်းကသူ့စီလာတဲ့ဦးတော်ကိုထူးထလေကြိုးစုံနေပါတယ်။ဦးတော်ရှိကသူ့ဘော်ရန်ဂူးဆိုင်လုံးပေမဲ့ပေါင်လုံးကြီးမင်းကတော့အချိန်မီလုံခြုံကြောင်းတရိပ်မပေးနိုင်ခဲ့တဲ့အတွက်တောင်းပန်လိုက်ပါတယ်။ အဲ့တော့ဦးတို့ကစစ်မဲ့ရီယာဌာနကတယောက်ကစစ်မဲ့ရီယာနာမည်စင်းအကိုးခံရလို့လိန်ပြီးတော့ဆရာကုန်းဆုံးဆွဆွဲခဲ့တာနေတဆင်ပေါင်လူချင်းမျိုးပါလူသန်းစင်ဒီပို့ချင်နေရပဲလို့သုံးသပ်နေပါတယ်ပြီးတော့ဦးတို့ရှိကဒူဒီလိုတွေဝင်မေးနေတာကစုံဆိုင်ကိုဝင်အောင်ဆွတ်ဖတ်တာမဟုတ်ဘူးလို့တခါတည်းအပြက်ပြောလိုက်ပါတယ်ဒါတောင်ဦးတို့ကစစ်စေးဖြေကားတာသူပြောတဲ့အတိုင်းဆိုရင်ကြောက်ဆက်မှာအပြစ်ရှိလားလို့မေးပါတယ်ပြီးတော့ဦးတို့ရှိကကြောက်ဆက်စစ်မဲ့ရီယာဝင်ကြီးချုပ်နေနဲ့တောင်ဝင်မြူလို့မဖြစ်နိုင်တာကြောင့်ပေါင်လူချင်းမျိုးကိုအမှတ်တိုင်းပဲပြောခိုင်းလိုက်ပါတယ်အဲ့တော့ပေါင်လူချင်းမျိုးလည်းတကယ်လို့စစ်မဲ့ရီယာဌာနကလူလုံးတာဆိုရင်တော့ ကြောက်ရှန်လဲလောက်ကိုသေးချာမထိန်နိုင်တဲ့အဖြစ်ကမလွတ်နိုင်လောက်ဘူးလို့ပြောပြပါတယ်။ဦတော်ရှင်လဲကြောက်ရှန်ရာထူးချောချခံအမကိုမဆောင်ရှားနိုင်မဲ့အပြစ်ဒဏ်ဘလောက်ထိသွားမလဲလို့သိချင်နေရပါ။ပေါင်လုံးစင်းမင်းကလဲဒါရီယာအချိန်ညအဆုံးဖြတ်မှာမလို့အပြစ်ဒဏ်ပေးတဲ့ထိမရောက်တော့ဘူးထင်တယ်လို့ပြောလိုက်ပါတယ်။ဒါတော့ဦတော်ရှင်လဲကြောက်ရှန်သာအိုက်ထဲမှာပါနေတယ်ဆိုရင်ရောဘလို့ဆက်ပြစ်မလဲလို့မေးလိုက်ပါတယ်။ဦတော်ကတော့ဒီမှုနားလဲအောင်ကြိုတင်ပြင်ဆင်ထားဖြစ်ပြီးကြောက်ရှန်တကယ်ပဲအမှုမှာပါဝင်တဲ့တက်တည်ရှိလို့ပြောနေရမဟုတ်ကြောင်းကိုရှင်းပြပါတယ်။ဒါတော့ဦတော်ကတော့ပေါင်လုံးစင်းမင်းကိုအပြစ်ရဥရေရပဲအပြစ်ပေးပါလို့ပြောလိုက်တာပါ။ ဘောင်ကြီးမလဲဥဆောင်ပြီးခိုင်းစီတာဒါမှမဟုတ်ဒီအမှုကိုလုံးမိတာဖြစ်ဖြစ်စားရဲစားတဲ့အတူးလောက်တဲ့အဖြစ်သူတပားကိုဆွဆွဲတဲ့အဖြစ်အစိုးရအမတ်ကိုအန်နေပြုတဲ့အဖြစ်အရေးကြီးစေရေးချက်လက်တွေကိုကိုးတဲ့အဖြစ်တွေပေါင်းရင်အပေါ်ဆုံးထောင်နေတဲ့အပြင်းဆုံးကတေတန်ထိရှိနိုင်တယ်လို့ရှင်းပြလိုက်ပါတယ်ဒါပေမဲ့ဘောင်ကြီးမင်းကတော့သူနဲ့ကြောက်ချက်မှာရန်ညှိုးမရှိတဲ့အတွက်သူ့ကိုအန်နေပြုဖို့အကြောင်းအရာမရှိနိုင်ပါဘူးလို့ပြောလိုက်ပါတယ်ဦးတော်ရှိလဲသူကိုယ်တိုင်တွေးများနေတာဖြစ်တော့တယ်လို့ပြန်ပြောပါတယ်အဲ့ဒါမှတော့ကျန်လုံးကျောက်တို့ကဟန်ထွဲဇာတိကိုသွားရှာတော့ဟန်ထုံအသက်ခံလိုက်တာကိုတွေးလိုက်အကြောင်းကိုပြောပါတော့တယ် အဲ့ဒါလုံခဲ့တဲ့၃ရက်မနက်ခင်းကကိစ္စဖြစ်ပြီးတော့ရုံတော်ကလူသားသမားကိုရှာနေကြောင်းပေါလုံကြီးမင်းကိုတင်ပြလိုက်ပါတယ်။အဲ့တော့အာယူလည်းအဲ့ဒီကပေါလုံကြီးမင်းကိုလူသားစင်ပေါ်တင်နေနေမလားလို့ဝင်ပြောလိုက်ပါတယ်။ဂျန်ကျောင်းတော့သူ့စိတ်ထင်ဟန်တော်တက်တာနဲ့အနောက်နန်းဆောင်ထဲဝင်ပြီးစစ်မှတ်ရေးရနာမည်ဆင်းကိုဖန်ကွေဖေးကိုပေးတဲ့သူဟာဝေချွင်းတန်ဆိုင်ရှင်ပဲဖြစ်ရမယ်လို့သုံးသပ်လိုက်ပါတယ်။ဒါတော့ဆရာကုန်းစလဲဝူဝေးညံမှန်းသိပြီးတော့ဂျန်ကျောင်းဘလို့လောက်တက်ပြောနိုင်တာလဲလို့မေးလိုက်ပါတယ်။ဂျန်ကျောင်းလည်းသူနဲ့လူယူကတဖွဲ့တယ်မလို့အစည်းအဝေးတစ်ခုလုံးကိုတေချာရှင်းလင်းလင်းသိလောက်တယ်လို့ပြောနေပါတယ်။တကယ်ဟာစစ်မှတ်ရေးရဆင်းကိုဟန်ထောင်းကယူသွားပြီးတော့ ဝိညာဉ်ရဟန်းတော်တက်ပြီးတော့နာမည်ဆင်းကိုပြန်ယူပြီးဖန်ကွေဖေးကိုပေးခဲ့တာဖြစ်နိုင်တယ်လို့ကြံကြောင်းအောင်သုံးသလိုက်ပါတယ်။အဲ့ဒါဝိညာဉ်ကြံကြောင်းလှုပ်ပေးခဲ့တာအတူတူပဲဖြစ်ပြီးတော့အကြောင်းကိုမသိပေမဲ့ဝိညာဉ်သူတို့ကူညီနေဆိုတာသိကြတယ်လို့ပြောလိုက်ပါတယ်။ဇာကွန်ဆိုတော့အခုဒီလျှို့ရဲတဲ့တရင်ကိုမကြားရသေးတဲ့ပြင်ဟန်တော်လည်းတက်ခံလိုက်တာကြောင့်တဲလွန်စားတဲ့အကုန်ပြတ်သွားလောက်ပြီလို့ပြောနေပါတယ်။ဘောင်ကြီးမင်းကတော့အရင်ကတဲလွန်စားပြတ်သွားရမယ်ဝိညာဉ်ကတော့တဲလွန်စားအသိဖြစ်တာကြောင့်သူကနေတစိမ်မဲ့အမှုတစ်ခုလုံးအမှန်တရားကိုစုံစမ်းနိုင်လိမ့်မယ်လို့ပြောလိုက်ပါတယ်။အဲ့ဒါမှတော့ဘောင်ကြီးမင်းစီကိုမတ်ဆိုဒီဝမ်ရောက်လာပြီးတော့ ကျောက်ရှမ်းဘလူဝဲဖြစ်ဖြစ်ဒီမှုကြောင့်ဒဏ်ပေးခံမယ်ဆိုတာမင်းကြီးတည်ပြီးသားလို့ရှင်းပြနေပါတယ်။ဒါပေမဲ့ပေါင်လုံးကြီးမင်းနေတဲ့ကျောက်ရှမ်းမင်းမျိုးမင်းနယ်ဂုံဘုတ်ကိုအနေငယ်သတိရပေးဖို့မတ်ချုပ်ဒီဝမ်ကသတိပေးလိုက်ပါတယ်။ပြီးတော့ကျောက်ရှမ်းလည်းဘွားလမ်းကြောင်းမှာတိုးတက်မှုရှိအောင်ပါလို့မတ်ချုပ်ဒီဝမ်ကပြောပါတယ်။ပေါင်လုံးကြီးမင်းကတော့တကယ်လို့ကျောက်ရှမ်းမှာသာအပြစ်ကြီးမရှိရင်ဘလူလို့ပြစ်ဒဏ်ကြီးပေးလို့ရမှာလဲလို့မတ်ချုပ်ဒီဝမ်ကိုပြောပါတယ်။ဒါပေမဲ့မတ်ချုပ်ဒီဝမ်ကမင်းကြီးသတိပေးထားအကြောင်းသူပြောမှဖြစ်မှာမလို့ပြောတာပါလို့ပြန်ရှင်းပြပါတယ်။ပြီးတော့မတ်ချုပ်ဒီဝမ်ကဆရာကုန်းဆုံးအခုမှပြန်တွေ့တာကြောင့်ဒီတော့နေ့မှာတော်လေးကိုဒုက္ခများခဲ့ရမှာပဲလို့ပြောနေပါတယ်။ ဲနောက်မဆိုဒီဝမ်ကဘောင်လူကြီးမင်းလန်းဒီအမှုကိုစတင်စုံစမ်းနေမလို့သူ့ကိုပြောပြပေးဖို့တောင်းဆိုလိုက်ပါတယ်တပတ်မှာတော့အာယူလည်းသူဘလိုပဲစဉ်းစားစဉ်းစားကြောင်းရှမ်းလိုပဲထင်နေလို့ကြံကြောင်းပြောနေပါတယ်အာယူကကြောင်းရှမ်းသာထောက်ခံမှုရှိပဲနဲ့စစ်မဲ့ရဌာနလူတွေကဘယ်သူများဒီလိုလုပ်ရဲမလဲလို့ပြောလိုက်ပါတယ်အဲ့ဒါပြင်လျိုးယိုကလည်းကြောင်းရှမ်းလူဖြစ်တာကြောင့်ကြောင်းရှမ်းလွဲပြီးတော့ဘယ်သူရှိအောင်မလဲလို့ပြောလိုက်တာပါဒါပေမဲ့ကြံကြောင်းတော့ပြဿနာကြောင်းရှမ်းဖြစ်နေအကြောင်းသက်သေပြဖို့အလုံးလောက်မရှိဘူးလို့ပြောပါတယ်ဒါပြင်လက်ရှိသဲလုံစားတွေကုန်ပြတ်သွားကြအောင်ဆက်ဆောင်စမ်းလို့မရဘူးလို့ကြံကြောင်းရှင်းပြလိုက်ပါတယ် ပြီးတော့ဝင်းဝင်းညာဘမှာရှိလဲဆိုတာကိုပါဘယ်သူမှမသိနိုင်တာကြောင့်ဒီသဲလွန်စားကလည်းမရှိသလိုပဲလို့အာယူကိုပြောလိုက်ပါတယ်အာယူကတော့ဘာမှလုံနိုင်သေးတဲ့အောင်စိတ်တုန်နေပြီးခုချင်ချင်းစစ်မှတ်ရေးအောင်သွားပြီးတော့ကြောက်ရှောင်းသားဓာတ်ရိုက်မေးခြင်းတွေပါတယ်အဲအချိန်မှာပဲဝင်းညာခိုင်ဖုံးရုံတော်တဲ့ခိုးဝင်လာတာကြောင့်အာယူလည်းဓာတ်နဲ့ချိန်ရွယ်ထားလိုက်ပါတယ်ဒါပေမဲ့ကြံကြောင်းတော့အာယူကိုမလုံဖို့တားလိုက်ပြီးတော့အဲ့ဒါကဝေချွင်းနိုင်ဆိုင်ရှိဝူဝင်းညာမယ်လို့ပြောလိုက်ပါတယ်ကြံကြောင်းလည်းဝင်းညာအာယူနဲ့ဓာတ်ချင်းပြိုင်ချင်ုံနဲ့တော့ရုံတော်နဲ့ဝင်တော့ပါလို့ပြောလိုက်တာပါအဲတော့ကြံကြောင်းစစ်မှတ်ရေးဟာနာမည်ဆင်းကိုဝိညာဉ်နန်းတွင်နဲ့ပို့ခဲ့တာလားလို့မေးလိုက်ပါတယ် ပြီးတော့ဝိညာဉ်ဟန်ထုံတက်ပြီးတော့နာမည်စင်းကိုယူခဲ့တာကိုပါကျန်ကြောင်းတို့ဝင်ခံလိုက်ပါတော့တယ်။အန်တောင်ကျန်ကြောင်းလဲလို့ယူခုဗမာလဲလို့မေးလိုက်တာကြောင့်ဝိညာဉ်လဲတေးပြီးပြတဲ့အကြောင်းကိုပြောပြလိုက်ပါတယ်။ကျန်ကြောင်းတို့ဝိညာဉ်တက်တာပဲလားလို့မေးတဲ့အတွက်ဝိညာဉ်ညင်းလိုက်ပြီးသူခုလာရှားတာကလည်းအဲ့ဒီအကြောင်းရင်းပဲလို့ပြောလိုက်ပါတယ်။အန်တောင်မှာတော့မတ်ချုပ်ဒီဝန်လဲဆရာကုန်းဆုံးပြောတာကြီးကြားပြီးတော့အန်အောနေပါတယ်။ပြီးတော့လို့ယူကကြောက်ရှမ်းလက်အောင်ငယ်တယောက်ဖြစ်ပြီးတော့ဟန်ထုံကလဲစစ်မှတ်ရဌာနရဲ့ဈေးငိုင်းတယောက်ပဲလို့ပြောလိုက်ပါတယ်။အဲ့တော့မတ်ချုပ်ဒီဝန်လဲသူတို့ကပေါင်လုံးချင်းပေါ်ဘလုံးညိုးတွေရှိလို့ဆရာကုန်းဆုံးတတ်ချင်ရလဲလို့မေးလိုက်ပါတယ်။ ပေါင်လုံးချင်းလည်းသူတို့နဲ့အညိုးမရှိပါဘူးလို့ပြန်ဖြေလိုက်ပါတယ်။ပြီးတော့ပေါင်လုံးချင်းကလူကိုကကြောက်ရွံ့နေလို့လာဘူးတယ်လို့ပြောလိုက်ပါတယ်။ဒါတော့ဟန်ထုံကလည်းအရင်တုန်းကပေါင်လုံးချင်းတိတော်မသိခဲ့ဘူးလို့ရှင်းပြပါတယ်။ဇာကွန်ဆိုလည်းသူတို့ရဲ့ထမတခြားသူရှိအောင်မထင်နဲ့လို့သုံးသလိုက်ပါတယ်။ဇာကွန်ဆိုတော့လက်ရှိမှာတက်တည်မရှိမယ်။အဲ့တောက်ကဖြစ်နိုင်နေရှိတယ်လို့ပြောလိုက်တာပါ။ဒါတော့မက်ဆိုဒီဝမ်ဂျိုရင်ပြင်ဆင်တာရဲ့ပိုကောင်းမယ်လို့ရှင်းပြလိုက်ပါတယ်။ပေါင်လုံးချင်းလည်းအဲ့ဒါတွေကိုမက်ဆိုဒီဝမ်ကိုတင်ပြတင်တာဟုတ်တယ်လို့သုံးပြလိုက်ပါတယ်။အဲ့တော့ဇာကွန်ဆိုလည်းသူမျိုးတော်ကထွက်သွားတဲ့အချိန်ကစပြောရမှာပါလို့ပြောလိုက်ပါတယ်။ အနောက်တော့အာယူလည်းကြောင်းရှမ်းဖြစ်နေမှန်းဝိညာဉ်စီကနေတီးသွားပါတော့တယ်အနောက်အာယူလည်းကြောင်းရှမ်းကိုဘာလို့ချက်ချင်းမဖမ်းရလဲလို့မေးလိုက်တာပါဝိညာဉ်တော်ကြံကြောင်းနဲ့အာယူတို့သူ့ကိုမယုံနာလားလို့ပြန်မေးပါတယ်ကြံကြောင်းတို့ဝိညာဉ်ကြောင်းရှမ်းတပည့်ဖြစ်နေတာကြောင့်ဝိညာဉ်တစ်ဆောင်လုံးကြောင်းရှမ်းမိန့်ကိုနားထောင်ခဲ့တာလို့ပြောပါတယ်ဒါတော့ဝိညာဉ်ကြောင်းရှမ်းရဲ့လူတက်လက်နက်ဖြစ်နေတဲ့အကြောင်းကြံကြောင်းကပြောနေတာပါအဲ့လိုနေခဲ့တော့မှဘာလို့ကြောင်းရှမ်းကိုဖော်ထုတ်ချင်ရတာလဲလို့ဝိညာဉ်ကိုမေးပါတယ်ဝိညာဉ်လည်းသူ့မှာသူ့အကြောင်းပြချက်ရှိနေမယ်သူမပြောပြချင်ဘူးလို့ပြောလိုက်တာပါကြံကြောင်းတို့ကအတင်းမေးပြီမယ်ဝိညာဉ်တော့ကြံကြောင်းတို့သူ့ကိုမယုံဘူးဆိုရင် ူမလာခဲ့ဘူးလို့ပဲသဘောထားလိုက်ပါလို့ပြောသွားပါတော့တယ်။အာယူကတော့ဝိညာဉ်မှာပြောချင်မှုဆိုရင်အတင်းမပြောခိုင်းပါနဲ့လို့ကြံကြောင်းအောင်ဖြောင်းပြနေပါလေ။ပြီးတော့အာယူကသူတို့လည်းကြောက်ရှံ့အောင်သွားဖမ်းလို့ရာသေးတယ်လို့ပြောလိုက်တာပါ။ဒါပေမဲ့ကြံကြောင်းအောင်ပေါလုံကြီးအမှုလိုက်တဲ့စည်းကမ်းကိုသိတယ်လို့ပြောပါလေ။တကယ်လို့သတင်းလာရလမ်းကြောင်းအောင်အားကိုမရရင်ပေါလုံကြီးလွယ်လွယ်ရုံမှာမဟုတ်ဘူးလို့ကြံကြောင်းအောင်ပြောလိုက်ပါလေ။အဲတော့ကြံကြောင်းတော့တကယ်ပဲလူယူဦးချင်းကြီးကဝါတော်ထဲမှာမြုပ်ထားရင်တော့ပေါလုံကြီးကဝင်ပြီးတော့အလောင်းကိုစစ်တာမျိုးလုံးမှာမဟုတ်ဘူးလို့ပြောလိုက်ပါလေ။ကြံကြောင်းတော့ဒီအချက်တွေကြောင့်ပဲဝိညာဉ်အကြောင်းပြချက်ကအထိပယ်ရှိမှ သူ့ကိုသွားဖမ်းလို့ရမယ်လို့ပြောလိုက်တာပါဝိညာဉ်လည်းကြောက်ရှမ်းသူ့ကိုတားပညာသင်ပေးတယ်လို့လူတန်ကြီးလည်းသင်ပေးခဲ့လို့ပြောလိုက်ပါတယ်အဲ့ဒါပြင်ကြောက်ရှမ်းလူသက်တန်မိုးလုံးဝမရှိတော့နဲ့လူစိတ်မှာရုပ်ဆိုးမှုတွေတကူကောင်းစိတ်တွေပြည့်နေတယ်လို့ပြောကြောင်းဝိညာဉ်ပြောပါတယ်ဝိညာဉ်ကိုယ်တိုင်လည်းလူတွေရောအဲ့လိုပဲထင်ခဲ့ပြီးတော့ဂျန်ကျောင်းတို့တွေးတဲ့ချိန်တည်းပဲလို့ရှင်းပြလိုက်ပါတယ်ပြီးတော့ယင်ရှင်းကအစိတ်သမားတော်ရဲ့တပည့်ပဲကုန်းဆုံးချက်လွတ်ပေးခဲ့လို့ပြောလိုက်ပါတယ်အဲ့ဒါပြင်ယင်ရှင်းကဝိညာဉ်ရှိမှာပါတည်ငြိမ်တော်နဲ့ကိုကိုတတ်တည်သွားခဲ့တာလို့ပြောပြလိုက်ပါတယ်။ဂျန်ကျောင်းတော်တိုင်းလောကတစ်ခုလုံးတုံးလုံးနိုင်တဲ့တောင်ပိုင်းတွေကောင်ဖြစ်ပေမဲ့ ဘောင်လုံးချင်းတက်ကိုကဲဖို့အတွက်သူ့အောင်ဒူးထောက်တောင်းပန်ခဲ့တာလို့ဝိညာဉ်ပြောနေပါတယ်။ဒါပေမဲ့ဘောင်လုံးချင်းလူသက်စင်မောတက်သွားတော့ခိုင်ဖောင်းကလူတိုင်းဟာကိုယ့်အသက်ကိုပေးပြီးတော့သူနဲ့အတူတူတည်တင်ကြတာပဲလို့ဝိညာဉ်ထပ်ပြောလိုက်ပါတယ်။အဲဒီဝိညာဉ်လည်းလူသက်တော့တန်ဖိုးရှိပြီးတော့လူစိတ်ကလည်းကြီးမြတ်မှုတွေနဲ့ပြေးဝနေပြီးဂုံတိတ်ခါရှိလို့ရတာကိုသိခဲ့တာလို့ရှင်းပြလိုက်ပါတယ်။အဲတော့ဘောင်လုံးချင်းအပြစ်မဲ့ပြီးတော့ထောင်ကထွက်လာတော့ပြည်သူတွေပျော်လွန်းလို့ငိုလိုက်လိုက်ဖြစ်နေအောင်ဝိညာဉ်တွေးခဲ့ရပါတယ်။ပြည်သူတွေကသူတို့အသက်ချောင်းပြန်ရသွားတယ်လို့မျိုးပြောနေရလို့ပြောပြပါတယ်။အဲဒီအချိန်မှာဝိညာဉ်လည်းအစိုးရအမတ်တရားနေနဲ့ပြည်သူတွေရင်ထဲမှာ တလောက်ထိတံပိုးထားခံနိုင်တယ်ဆိုတာသိတယ်လို့ပြောလိုက်ပါတယ်။ဒါပေမဲ့လူယူကတော့ကြောက်ရှမ်းရဲ့ဓာတ်အောင်မှတည်ဆုံးခဲ့ရပြီးတော့သူ့အမြင်မှာတော့လူသက်ကတံပိုးမရှိနေတော့မဲလို့ဝိညာဉ်ပြောပြလိုက်ပါတယ်။ဒီကောက်စီတင်ပြက်စီးသွားရင်ကြောက်ရှမ်းရဲ့ပေါင်လူကြီးမျိုးဒုက္ခပေးဖို့နီးလန်းကိုစဉ်းစားနေတော့မဲလို့ပြောလိုက်ပါတယ်။အဲ့တော့မှတော့ဝိညာဉ်လဲကြံတောင်းအောင်သူပြောတာယုံရင်လားလို့မေးလိုက်တာပါ။ကြံတောင်းလဲဝိညာဉ်ပြောတာယူထောက်ခံပြီးတော့သူကယုံပါတယ်။အဲ့တော့မှတော့မတ်ချုပ်ဒီဝန်လဲပေါင်လူကြီးမျိုးတို့ကြောက်ရှမ်းအောင်တန်တရားရှိနေမှန်တည်သွားပါတယ်။ပေါင်လူကြီးမျိုးကလည်းကြောက်ရှမ်းရဲ့တကယ်ကိုဖယ်ရှားလို့မရတဲ့အဓိကတန်တရားရှိသူပါပဲလို့ပြောပြလိုက်ပါတယ်။ မန်ချက်စတာဝန်ကတော့ဒီကိစ္စအရေးကြီးတာကြောင်းလုံဆောင်မှုတစ်ခုခုလုံးလို့မရဘူးနော်လို့သတိပေးပါတယ်မန်ချက်စတာဝန်ကတော့တပ်သေးတွေရှိနေအောင်မပြီးနိုင်တဲ့ပြဿနာတွေရှိနေတော့မယ်လို့ပြောလိုက်ပါတယ်ပြီးတော့မန်ချက်စတာဝန်ကတော့ကြောက်ရှမ်းအခြေအနေကတကယ်ကိုထူးခြားတယ်လို့ပဲပြောလိုက်ပါတယ်ဒါပေမဲ့မန်ချက်စတာဝန်ကတော့တပ်သေးရှိပြီးတော့မှဆက်ပြောကြမယ်လို့ပြောပါတယ်အဲဒီအချိန်ကျတော့မန်ချက်စတာဝန်ကပေါင်လူကြီးမင်းနဲ့အရင်ဆွေးနွေးတာကောင်းမယ်လို့ကြံပေးပါတယ်ဒါတော့ပေါင်လူကြီးမင်းရဲ့တရားလေးသတိထားဖို့မန်ချက်စတာဝန်ကသတိပေးလိုက်တာပါအဲဒါမှတော့ဝိညာဉ်လို့ယုံမြုပ်ထားတဲ့နေရာကိုသူ့ရဲ့မှတ်သားတိုင်းရှာရင်တွေ့နိုင်တယ်လို့ကြံပေးပါတယ် ဒါပေမဲ့ဝိညာဉ်လည်းဝူချိန်ကြီးကကြောက်ရှက်နေမြင်မို့လို့အပြင်လူတွေဝင်ခွင့်မရှိဘူးလို့လည်းသတိပေးလိုက်ပါတယ်။ဒါတော့ဝိညာဉ်လည်းကြံကြောင်းတို့အုပ်စုကိုကိုယ်ပါတာနီးလန်းရှားတော့မယ်လို့ပြောလိုက်ပါတယ်။ဒါတော့အိုက်ယူကဝိညာဉ်ကိုပေါလုံရင်းပြန်လာတာစောင့်စီခြင်းပြီးကိုယ်တိုင်ပြောပြလိုက်ဖို့အကြံပေးပါတယ်။ဝိညာဉ်တော့သူကလူသားသမားတယောက်ဖြစ်တာကြောင့်ပေါလုံကြည့်မင်းရှိမှရှိနေတာဖြစ်တဲ့လားလို့ပြန်မေးပါတယ်။အားကြောင့်ကြံကြောင်းလည်းအနည်းဆုံးတော့ဝိညာဉ်ကိုဆရာကုန်းဆုံးနဲ့တွေ့တင်တယ်လို့ပြောလိုက်တာပါ။ဝိညာဉ်တော့ဝေချင်းတယ်မှာနေခဲ့တဲ့ချိန်တုန်းကဆရာကုန်းဆုံးကိုအရင်ကမရှိဘူးတဲ့ခံစားချက်မျိုးရရှိတဲ့သူပါပဲလို့ပြောပြနေပါတယ်။အဲနောက်ဝိညာဉ်ထွက်သွားပြီးအာယူလဲကြံကြောင်းကို ဝိညာဉ်ပဲသွားမယ်ထင်လဲလို့မေးလိုက်ပါတယ်။ဂျန်ဆောင်လဲဝိညာဉ်ကိုနောက်မတွေ့ရတော့တာတေးကြတယ်လို့ပြောလိုက်တာပါ။အဲနောက်ဆာကုန်းစောကကြောက်ရှန့်ကရေမင်းကြီးယာရုကိုမမောတာကြောင့်ပေါင်လူကြီးမင်းကိုအန်နေပြုတ်ရတဲ့အကြောင်းပြချက်ဖြစ်တဲ့အတွက်အမတ်ချုပ်ကြီးကိုရုံတော်ခေါ်ပြီးတော့ဆွေးနွေးမလားလို့မေးလိုက်ပါတယ်။ဒါတော့ပေါင်လူကြီးမင်းကဆာကုန်းစောကဝိညာဉ်စကားကိုယုံလို့ထင်လားလို့မေးပါတယ်။ဆာကုန်းစောလဲဒီမှုရဲ့အကျိုးအကြောင်းကိုဆက်နွယ်ပြီးနောက်မှာဦးဝိညာဉ်ရဲ့ပြောကြားမှုကအဓိပ္ပာယ်ရှိတဲ့အတွက်အတုမဟုတ်လို့ပြောလိုက်ပါတယ်။ဒါတော့ပေါင်လူကြီးမင်းကဂျန်ဆောင်ကိုမေးတဲ့အခါဂျန်ဆောင်လဲယုံတယ်လို့ပြောပါတယ်။ ပြီးတော့အာယူလဲဝိညာဉ်ပြောတာကိုရုံချောင်းပေါလုံကြီးမင်းကိုပြောလိုက်ပါတယ်။ဒါတော့ပေါလုံကြီးမင်းနဲ့ကြောက်ဆန့်ကိုချက်ချင်းဖမ်းပြီးတော့အမှုဖွင့်လိုက်ပါလို့ပြောလိုက်ပါတယ်။ပေါလုံကြီးမင်းကတော့ကြောက်ဆန့်ထူးကြတာဟုတ်ပေမဲ့အမဲချိုကျူကလည်းဆွေးနွေးရင်ဆိုရင်နေရာနဲ့ပဲဘာမှမလုပ်နိုင်ဖြစ်မယ်လို့ပြောလိုက်ပါတယ်။ဒါတော့ပေါလုံကြီးမင်းကကြောက်ဆန့်ကိုချက်ချင်းဖမ်းခိုင်းမယ်။ဝူချင်ကြီးကကြောက်ဆန့်ရဲ့နည်းမြေပဲလို့ကြံကြောင်းကပြောပြပါတယ်။ပေါလုံကြီးမင်းကတော့တကယ်လို့ရုံတော်ကသွားလို့ရှိရင်ကိုလက်ကိုချုံမိတယ်လို့ဖြစ်နေလိမ့်မယ်လို့ပြောပါတယ်။ဒါတော့ကြံကြောင်းလည်းအာယူလို့တိုင်းလောကသားအနေနဲ့သွားရင်ဆိုရင်ကြာမရှိတော့ဘူးတတ်တာစီလိမ့်မယ်လို့ပေါလုံကြီးမင်းကအကြံပေးပါတယ်။ လူရွယ်အလောင်းတော်မလို့သေးပဲနဲ့ကြောက်ရှံ့အရင်ဖမ်းပြီးမှနောက်မှပြန်ဆွေးနွေးကြမယ်လို့ပေါင်လူကြီးမင်းကရှင်းပြပါတယ်။အားကြောင့်ဆရာကွန်ဆူလန်ပေါင်လူကြီးမင်းခုလိုလုံးပုံကပုံမှန်လုံးပုံနဲ့လုံးကွာခြားနေရပဲလို့ထောက်ပြပါတယ်။ပေါင်လူကြီးမင်းကတော့ဒီမှုမှာရင်ဆိုင်မဲ့အခက်ခဲတွေကသူ့ကိုစဉ်းစားတာထက်ကိုအများကြီးပိုတယ်လို့ပြောပါတယ်။အားကြောင့်ပေါင်လူကြီးမင်းဦးတီချက်ကတေးကြတဲ့အမှန်တရားတစ်ခုပြုလုပ်ဖို့ပဲလို့ပြောပြပါတယ်။အဲဒါမှတော့ကြောက်ရှံ့စီကိုဝိညာဉ်ရောက်လာပြီးတော့ကြောက်ရှံ့တော့တိုင်းမညာလေးဆုံးဆုံးပြီးအကြအောင်ကလည်းရင်ကားလောက်မကောင်းတော့ဘူးလို့ပြောလိုက်ပါတယ်။ကြောက်ရှံ့နဲ့ဝိညာဉ်ကိုဘယ်သွားလဲလို့မေးလိုက်တဲ့အခါမှာတော့ဝိညာဉ်က ခိုင်ဖုံးရုံတော့သွားခဲ့တယ်လို့ဖြေလိုက်ပါတယ်။ဒါတော့ကြောက်ရှန့်နဲ့ဝိညာဉ်ခိုင်ဖုံးတော့ဘာသွားလို့တာလဲလို့မေးလိုက်ပါတယ်။ပြီးတော့ဝိညာဉ်ကြောက်ရှန့်ကိစ္စတွေပေါလုံတိမင်းကိုပြောပြခဲ့တယ်လို့ပြောလိုက်တာပါ။ဒါတော့ကြောက်ရှန့်လည်းဘာကြောင့်လို့လှုပ်တာလဲလို့ပြန်မေးပါတယ်။ဝိညာဉ်လည်းပေါလုံတိမင်းကပြည်သူထောက်ခံမှုရတာနဲ့အမကောင်းတယောက်ပဲလို့ရှင်းပြလိုက်ပါတယ်။ဒါတော့ကြောက်ရှန့်တိုင်းမျိုးလူလို့ရရင်မဲ့သူ့ကိုအန်ရယ်ပြို့ကိုမလိုဘူးလို့ပြောလိုက်တာပါ။ဝိညာဉ်တော့သူကတိုင်းကြောက်ရှန့်မတားနိုင်မှာတော့ပေါလုံတိမင်းပဲတားပါစီတော့လို့ထပ်ပြောလိုက်ပါတယ်။ကြောက်ရှန့်လည်းဝိညာဉ်ကိုကျွေးမွေးခဲ့ပြီးတော့တိုင်းပညာသိမ်းပေးခဲ့တာတော့သူ့ကိုဒီလိုပြန်ပြီးတော့ဂျေဆုစားလိုက်တာလားလို့မေးပါတယ်။ ဝိညာဉ်လည်းကြောင်းဆန်းတော့မလုံးသေးတာတွေအများကြီးလုံးခဲ့တယ်။ကြောင်းဆန်းတော့ဝိညာဉ်လုံးလူသားသမားလုံးယုံကလွဲရင်ဘာများလုံးနိုင်ပါလဲလို့မေးလိုက်ပါတယ်။ပြီးတော့ပေါင်လုံးမြင့်ကဝိညာဉ်အတိတ်ကိုမျက်ကွယ်ပြုတ်ပြီးတော့ဘဝအတိတ်မှာနေထိုင်ခွင့်ပြုတ်မယ်ထင်နေလားလို့မေးလိုက်တာပါ။ဒါပေမဲ့ဝိညာဉ်တော့ဒါသူ့ရဲ့စိတ်ကောင်းအောင်ရွေးချယ်ခဲ့တဲ့လမ်းပါပဲလို့ပြန်ပြောပါတယ်။ကြောင်းဆန်းလည်းအံ့ဩနေပြီးတော့ဝိညာဉ်မှာစိတ်ကောင်းရှိပြီးနောက်လူသားသမားမဟုတ်တော့ဘူးပဲလို့ပြောနေပါတယ်။အာတော်မဲ့ဝိညာဉ်ဘသူ့မှာတက်ရတော့မှာမဟုတ်ဘူးလို့ပြောလိုက်တာကြောင့်ဝိညာဉ်တော့သူ့ကိုယ်သူတက်လို့ရတယ်လို့ပြောလိုက်ပါတယ်။အဲဒါမှတော့ဝိညာဉ်ဓာတ်ကိုဆွဲထုတ် သူ့အသက်ကကြောက်ရွံ့ပေးထားတယ်အခုကြောက်ရွံ့ကိုပြန်ပေးမယ်လို့ပြောလိုက်ပါလေအဲ့လိုနဲ့ဝိညာဉ်သူဓာတ်နဲ့သူကိုကိုကိုအဆုံးစီရင်သွားခဲ့တာပါအဲ့ဒီမှာတော့ဂျန်ချောင်းနဲ့အာယူတို့လည်းဝူချိန်ကျူးတဲ့ကိုရောက်ချလာပါတော့တယ်အဲ့တော့ဂျန်ချောင်းကကြောက်ရွံ့တိုင်းမညာဆုံးရှုံးသွားပြီလို့ပြန်တိုက်ဖို့စဉ်းစားမနေတဲ့တော့လို့ပြောလိုက်တာပါဒါတော့ကြောက်ရွံ့လဲဝိညာဉ်သူတို့အကုန်ပြောပြထားပဲလို့တွေးနေပါလေကြောက်ရွံ့တော့ဝူချိန်ကျူးရာရှင်မင်းကြီးကသူ့ကိုပေးထားနေမီပဲလို့ဂျန်ချောင်းကပြောလိုက်ပါလေအာယူကတော့သူကတိုင်းလောကသားဖြစ်တာကြောင့်သူ့ဘောမှာဓာတ်ရီသုံးမွင်လို့ပြန်ပြောပါလေဒါတော့အာယူကသူတို့နဲ့မလိုက်ရင်ကြောက်ရွံ့အောင်အာမနာတဲ့ ခေါ်သွားမှအပြစ်မတင်နဲ့လို့ပြောလိုက်တာပါအဲ့တော့မှကြောင်းချမ်းဟူချိန်ကြီးကိုစောင်းကြည့်ဖို့သူတပည့်တွေကိုပြောလိုက်ပါတယ်ဒုနဲ့ကြောင်းချမ်းကတော့ကြံကြောင်းနဲ့အာယူစီလာပြီးပေါင်လူကြီးမင်းသူ့ကိုကြာကြီးဖမ်းမတားနိုင်ဘူးလို့ပြောလိုက်ပါတယ်နောက်တစ်ခါမှတော့ထောင်ချခံထားတဲ့ကြောင်းချမ်းစီကိုပေါင်လူကြီးမင်းကလာကြည့်ခဲ့ပါတယ်ကြောင်းချမ်းလည်းပေါင်လူကြီးမင်းကလူလွတ်ပြီးတော့သူ့ကိုဟူချိန်ကြီးကနေဖမ်းလာတယ်ဖြင့်ထောင်ဝစ်ဆောင်လဲခိုင်းပြီးတော့ဖမ်းတာကိုအကြောင်းပြချက်ပေးတယ်လို့ပြောပါတယ်ပေါင်လူကြီးမင်းကတော့မသိကြအောင်ဆောင်းတဲ့ကြောင်းချမ်းကိုထတ်လဲလဲမေးနေတာပါကြောင်းချမ်းလည်းပေါင်လူကြီးမင်းကအများနဲ့ဥပဒေအရလောက်ဆောင်ပေမဲ့သူ့ကိုတော့မတူတော့ဘူးထင်တယ်လို့ပြောလိုက်ပါတယ် ဒါတောင်ပေါလုံကြီးမင်းလဲကြောက်ရှန့်ဆင်မဲ့ရီယာဝင်းကြီးရာရူးကိုအုံးချပြီးလွေဦးနဲ့ဟန်တုံဝင်စင်းတူးလုတဲ့ပြင်ဂုံဆုံးချဲဥပါဆင်မဲ့ရီယာနာမည်စင်းခိုးတယ်လို့ဆွဆွဲတောင်းပြောလိုက်ပါတယ်ဒါပြင်ပေါလုံကြီးမင်းကိုကအစကြံအပါဖြစ်နေတေးတန်ပေးခံအောင်လှုပ်ချင်းခဲ့တာပဲလို့ပြောလိုက်ပါတယ်ဒါတောင်ကြောက်ရှန့်အပြစ်တွေကအစိုးရစာတူးလုပြီးသူများကိုဆွဆွဲတဲ့အပြစ်စစ်တပ်လွေဝက်ချက်တွေကိုခိုးယူပြီးတော့အစိုးရအမတ်ကိုဆွဆွဲတဲ့အပြစ်ပဲလို့ပေါလုံကြီးမင်းကပြောပါတယ်ကြောက်ရှန့်တော့ပေါလုံကြီးမင်းကတပ်တွေကိုအဓိကထားတာကြောင့်အပြစ်ရဲ့တပ်တွေကမမာလဲလို့မေးလိုက်ပါတယ်ပေါလုံကြီးမင်းကတော့တူးလုထားတဲ့လက်မှတ်နဲ့ ဟန်တုံလက်ထက်ကရခဲ့တဲ့စစ်မဲ့ကြီးကနာမည်ဆင်းတွေကပစ္စည်းတတ်သေးပဲလို့ပြောလိုက်တာပါဒါပေမဲ့ကြောက်ဆန့်လူတတ်သေးဖြစ်တဲ့လူယုံနဲ့ဟန်တုံကိုဘာလို့တတ်သေးမလုပ်ခိုင်းတာလဲလို့မေးလိုက်ပါတယ်အဲဒါကြောင့်ပေါင်လုံးကြီးမင်းလဲကြောက်ဆန့်သူတို့နှစ်ယောက်တေးတာကိုသိရတဲ့ဘာလို့တတ်သေးလုံးစီချင်းညာလဲလို့မေးလိုက်ပါတယ်ပေါင်လုံးကြီးမင်းကတော့ကြောက်ဆန့်လူယုံတတ်ပြီးတော့အလောင်းကိုဦးချိန်ကြီးကဝါရော်ထဲမှာမြုပ်ထားခဲ့တယ်ပြင်အိုင်နီယာကလည်းကြောက်ဆန့်နေမီပဲလို့ပြောလိုက်ပါတယ်ဒါတောင်အလောင်းသာတူးလိုက်ရင်လူတတ်သေးလဲဟုတ်တယ်လို့ပစ္စည်းတတ်သေးလဲဟုတ်တယ်လို့ပြောလိုက်ပါတယ်အဲဒါဒီကပဲကြောက်ဆန့်မှုကိုတတ်သေးပြနိုင်တယ်လို့ပေါင်လုံးကြီးမင်းကပြောပါတယ် အဲတော့ကြောက်ရှမ်းနဲ့ပေါလုံကြီးမင်းအမှုလိုက်တဲ့ပြင်နောက်တကယ်ပဲလိုက်မိတဲ့သူမရှိဘူးပဲလို့ပြောလိုက်ပါတယ်ပြီးတော့ကြောက်ရှမ်းနဲ့ပေါလုံကြီးမင်းလည်းဘာလို့အခုချက်ချင်းရုံးတော့မှာအမှုဖွင့်ပြီးတော့မေးမြန်းဆစ်ဆဲမှုမလုပ်ရတာလဲလို့မေးပါတယ်ဒါပေမဲ့ပေါလုံကြီးမင်းကတော့ကြောက်ရှမ်းကိုဘာလို့ဒီလိုလုပ်လဲဆိုတာသိချင်နေပါတယ်ကြောက်ရှမ်းတော့မင်းမျိုးမင်းတွေအနေနဲ့ကြောင်းမိသားစုရဲ့သွေးတော်အနေနဲ့သူ့ရဲ့စွမ်းရင်ကမင်းကြီးတဲ့ဒါပါလီရဲ့နဲ့တားဆုံမင်းနေရာကိုဘာလို့သူကရာသွားလဲလို့ပြောလိုက်ပါတယ်အားရကြောင့်ကြောက်ရှမ်းကဂျပန်ကထိန်ရန်မိသားစုရဲ့လောဘကိုတုံးချပြီးမင်းသမီးဂျင်ရှမ်းကိုတားဆုံနဲ့လက်ဆက်ဖို့ပြောခဲ့ပြီးတော့တားရင်နန်းဆောင်ဟဲမီပြားဖြစ်စေခဲ့တယ်လို့ပြောပြပါတယ် ကြောင်ဆန်ရွယ်ချက်ကနောင်နန်းဆောင်ရှုပ်ထွေးအောင်လုပ်ပြီးအရှင်မင်းကြီးကိုတွင်းပြဒနာတွေပြစ်အောင်လုပ်ခဲ့မယ်။ပေါင်လုံးကြီးမင်းကနန်းရင်းတည်းမှုစစ်ဆေးပြီးတော့သူ့အစီအစဉ်တွေကိုဖျက်ဆီးခဲ့တာပဲလို့ပြောပြလိုက်ပါတယ်။ဒါတောင်ပေါင်လုံးကြီးမင်းလည်းကြောင်ဆန်တော်ဝင်မျိုးနယ်စီမံရေးဌာနချုပ်နာမည်နဲ့ဒါရီကိုကွက်ကြတာစီမံခဲ့တာပဲလို့တွေးနေပါတယ်။ပြီးတော့ကြောင်ဆန်ကလက်ကျုံဆန်ကရဲဆန်းနာမည်နဲ့စီမံရေးဌာနမှာဝင်ရောက်ခဲ့တာကားစသူ့ထိန်းချုပ်မှုအောက်မှာပဲရှိနေတယ်လို့ပြောလိုက်ပါတယ်။ကြောင်ဆန်ရွယ်ချက်ကတိုင်းမီနာဆောင်ပွဲကိုပြသစီစေပြီးမင်းကြီးရဲ့အုံမချမှုကိုထပ်ပြီးတော့ဖြစ်အောင်ဖော်ပြခြင်းမိမယ်။ ပေါင်ကြီးမင်းကထပ်ပြီးတော့ဖြတ်စည်းခဲ့ပြန်ပါတယ်။ဒါပြင်တီမီပြားနဲ့တူနန်းတွေဝင်ပြီးတော့လေလို့ဆက်ထားတဲ့စိန်ရှမ်းကျွေးကိုရတဲထည့်ပြီးတော့ရတ်တော်ကြာအရှင်မင်းကြီးကိုမူအောင်လှုပ်ခဲ့လို့ရှင်းပြလိုက်ပါတယ်။ဒါမှလည်းဒီကိစ္စကိုပေါင်ကြီးမင်းတို့အဖွဲ့ကထပ်ဖြတ်စည်းခဲ့ပြီးကြောက်ရှမ်းတော့သူ့ရဲ့လမ်းကအကြီးမားဆုံးအတားဆီးဖြစ်တဲ့ပေါင်ကြီးမင်းကိုရှင်းပြဖို့ဆုံးဖြတ်လိုက်တာပဲဖြစ်ပါတယ်။ပေါင်ကြီးမင်းကတော့ကြောက်ရှမ်းတားဆုပ်မင်းနေရာကိုလူကျင်တဲ့လောဘဘယ်တော့မှအောင်မြင်မှာမဟုတ်ဘူးလို့ပြောလိုက်ပါတယ်။ပေါင်ကြီးမင်းကတော့ကြောက်ရှမ်းကကံကောင်းစွာနဲ့တောင်ဒေတန်ကမလွတ်နိုင်ဘူးလို့ပြောလိုက်ပါတယ်။ အတောင်ကြောက်ရှမ်းလဲသူ့ကိုကဲကျင်တဲ့သူကတော့ကဲနိုင်သွမ်းရှိဖို့ပဲလိုအပ်တယ်လို့ပြောလိုက်တာပါအဲနောက်သူတို့အားလုံးလဲပေါင်လူချင်းချင်းပြောပြတာကြောင့်ကြောက်ရှမ်းအကြောင်းကိုတီးသွားကြပါလေဇာကုံးစလဲဒီကိစ္စတွေကိုအမကြီးနဲ့မင်းကြီးကိုဘယ်လိုပြောမလဲလို့မေးလိုက်ပါလေပေါင်လူချင်းချင်းကတော့ကြောက်ရှမ်းကိုဖမ်းဆီးဖို့အမိန့်ချကလေးကဒါတွေပြင်ဆင်ပြီးပြီလို့ပြောလိုက်တာပါအဲနောက်မှာတော့ပေါင်လူချင်းချင်းနဲ့အမတ်ချုပ်ကြီးဝန်လဲမင်းကြီးစီသွားတွေ့ပြီးတော့ကြောက်ရှမ်းကိစ္စတွေကိုပြောပြလိုက်ပါလေမင်းကြီးကတော့မယုံနိုင်အောင်ဖြစ်နေပြီးတော့အမတ်ချုပ်ကြီးဝန်လဲဘာဆက်လို့မလဲလို့ပေါင်လူချင်းချင်းကိုပြောပါလေပေါင်လူချင်းချင်းကတော့တတ်တူရရှိတာကြောင့်ရိုးရွယ်အလောင်းကိုဖော်ပြီးတာနဲ့ချက်ချင်းရုံးတော်မှာ အမှုဖွင့်ပြီးတော့ဥပဒေအရတန်ပေးရမယ်လို့ပြောလိုက်တာပါမင်းကြီးကတော့လမ်းဖြိုင်ပြီးတော့ပေါင်လုံးကြီးမင်းကိုသူ့ကိုယ်ရဲ့အသက်ကိုခြံထားပေးလို့မရဘူးလားလို့မေးလိုက်တာပါမင်းကြီးနဲ့မတ်ချိုရီဝမ်ကတော့ကြောက်ရွံ့မတတ်ဘဲနဲ့လွတ်အောင်တခြားနေကိုစဉ်းစားခိုင်းပါလေပေါင်လုံးကြီးမင်းလည်းတားဆုံးရဲ့ဥပဒေကိုလူသက်သူကမသိလို့ရတယ်လို့ပြောမှပဲဖြစ်လိမ့်မယ်လို့ပြောလိုက်ပါလေဒါပေမဲ့မင်းကြီးကသူ့ကိုယ်ကမင်းမျိုးမင်းနွယ်ဆိုတာပေါင်ချင်းသတိပေးလိုက်ပါလေပေါင်လုံးကြီးမင်းလည်းအဲ့လိုမသိစေချင်ရင်တားဆုံးဥပဒေမှာမင်းမျိုးမင်းနွယ်ကိုဒဏ်မခတ်ရအောင်လို့အမိန်ကျင်ညာလိုက်ဖို့ပြောလိုက်ပါတော့လေဒါတော့ပေါင်လုံးကြီးမင်းလည်းကြောက်ရွံ့ကမင်းနေရာကိုလိုချင်တာကြောင့် သေးတံကြခံသိမိတော့တကယ်လို့သေးတံပွဲမယ်ဆိုရင်တော့နောက်ထပ်မင်းမျိုးမင်းနွယ်တွေပါဒါမျိုးတွေလိုက်လုံနိုင်တဲ့အတွက်ဒီဥပမာသာရှိသွားရင်ဘယ်သူမှဥတွေကိုကြောက်ကြတော့မှာမဟုတ်ဘူးလို့ပြောလိုက်ပါလေမင်းကြီးကတော့ကြောက်ရှမ်းတဲ့လူကြီးပင်းခဲ့တဲ့ငယ်စဉ်ကတည်းကကြောက်ရှမ်းစကားနားထောင်ခဲ့တာကြောင့်ခုတော့သူ့လက်နဲ့အကိုရဲ့အသက်ကိုနှုတ်ယူရတော့မယ်လို့ပြောလိုက်ပါလေပေါင်တို့ကြီးမင်းဘက်ကတော့ကြောက်ရှမ်းလူတတ်မှုပဲမေးပြီးတခြားပြည်တွေကိုမေးမှာမဟုတ်ဘူးလို့ပြောလိုက်ပါလေဒါကြောင့်ရှင်မင်းကြီးကဥပဒေတိုင်းသာစီရင်ခိုင်းပြီးတော့အမတ်ချုပ်ကြီးဝန်ကတော့ဦးကြီးတော်ကိုပြောပြစေချင်ပါတယ် ဒါမဲ့ကြောက်ဆန့်လူတတ်မှုပဲပြောခိုင်းပြီးတော့မင်းနေရာလူတဲ့အကြောင်းမပြောဘူးအမတ်ချုပ်ကြီးဝန်ကိုမှာလိုက်တာပါကြောက်ဆန့်တော့မင်းကြီးသူ့ကိုဒဏ်ပေးခွင့်ပေးလိုက်တာအောင်အံ့ဩနေပါလေကြောက်ဆန့်တော့ပေါလုံကြီးမင်းသူ့ကောင်းကိုမယူခင်မှာအပြောင်းလဲရှိအောင်မဲ့ထင်တယ်လို့ပြောလိုက်ပါလေအဲနောက်ဦးတော်ကတည်သွားပြီးတော့ကြောက်ဆန့်လူတတ်မှုကြောင့်ဒေဒဏ်ပေးခံတော့မှာကိုတည်သွားခဲ့ပါလေရှင်မင်းကြီးကပါဥပဒေအရစီရင်ခွင့်ပေးလိုက်တဲ့အတွက်ဦးတော်ရှိလည်းမထင်မှန်သာပဲမျက်ရည်တွေစီးကြလာနေရင်းနဲ့ပဲဒီပိုင်းဒီနေရာမှာဆုံးသက်သွားပြန်ပါလေခင်ဗျာ ဟုတ်ကဲ့ပါဒီနေ့အတွက်ဒီဆက်မောကဒီလောက်ပါပဲနောက်နေ့မှပြည်သူတရားရှင်ပေါင်းချင်းပိုင်းဆက်ဇလံများဆက်ပြီးတော့ရှင်းလုံးမှဖြစ်တဲ့အတွက် channel ကို subscribe လုပ်ဘေးနားအခောင်းအောင်နှိပ်ပြီးတော့စောင့်ကြည့်ပြီးတော့ပြောရင်းနေဒီနေ့ပါစာသုံးလိုက်ပါကျူးကျူးအားပေးတဲ့ဘော်ရာတို့အားလုံးကိုတယောက်ချင်းစီရာကျေးဇူးတို့ပဲတင်ရှိပါရခင်ဗျာမကောင်းတာလုပ်တဲ့ကောင်းတွေမှန်သမျှမိုးတမ်းမေးဒဏ်ခတ်ပါစီဗျာကျွန်တော်အန်ခင်မူပါ